အလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကွန်ပျူတာမှာဆက်ရှင်းတဲ့နည်းအလွယ်ကူဆုံးနှစ်နည်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။သင်္ဆာဖို့တွေက software တစ်ခုတည်းကိုဝင်လိုက်တယ်၊သုံးလိုက်တယ်၊နောက်ထပ် software တစ်ခုလည်းကိုဝင်လိုက်တယ်၊သုံးလိုက်တယ်။အဲ့လိုသုံးပြီးရဲ့အခါမှာပေါ့နော်ဆက်ရှင်းပေးရပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုက software တစ်ခုပြီးတစ်ခုကိုဝင်ဝင်ထားရတယ် ဆက်ကိုမရှင်းထားရတဲ့အခါမှာနောက်ပိုင်းအသုံးပြုရတဲ့အခါ1400မျိုးဖြစ်တတ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့တစ်ခုခုကိုသုံးပြီးပြီဆိုတိုင်းတကယ်လို့ဒီနေ့2နာရီကွန်ပျူတာသုံးလိုက်တယ်အားလုံးသုံးပြီးသွားလို့ပိတ်တော့မယ်ဆိုတိုင်းဆိုတိုင်းမှာမပိတ်ခင်ပေါ့နော်ဆက်ရှင်းတဲ့နည်းလေးကိုသိထားပြီးတော့ အနည်းဆုံး16နီးနှစ်နီးနဲ့ရှင်းပေးထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ laptop လေးက14ရာမျိုးရေမဖြစ်တော့ဘူးပေါ့နော်ဒါကြောင့်မလို့ဒီနီးလေးကိုအမြဲတမ်းအသုံးပြုသင့်တယ်လို့တစားကတော့အကြံပေးချင်ပါတယ်ဟုတ်ပြီဒါဆိုရင်16နဲ့နီးအလွယ်ကူဆုံးနှစ်နီးကိုလေ့လာကြမယ်ပထမတနည်းအားကြတော့ ကီးဘုတ်ကနေပြီးတော့ window key နဲ့ r လေးကိုတွဲနှိမ့်လိုက်ပါမယ်။ဒီလို ram box လေးကြာလာပြီဆိုရင်သင်္ဇာဝတ်တွေက r e c e n t reason ဆိုပြီးတော့ရိုက်ပါမယ်။ရိုက်ပြီးသွားရင်တော့ okay ကိုနှိမ့်မယ်။ဟုတ်ပြီအဲ့လိုရိုက်လိုက်တဲ့အခါမှာသင်္ဇာဝတ်ဝင်ထားတဲ့ဒီမှာ software တွေပေါ့နော်။ဒါရရှိပါတယ်။အဲ့ဒါလေးကိုပြန်ပြီးတော့ section နဲ့အနေနဲ့ control a ဆိုပြီးတော့အားလုံးကိုဆက်လက်ပေးလိုက်ပါဆက်လက် all ပေါ့နော် control a ဆိုတာက shortcut အနေနဲ့တောင်းလိုက်တာပါ ဟုတ်ပြီ control a ဆိုပြီးတော့ဆက်လက်ပေးလိုက်တယ်ပေးပြီးသွားပြီဆိုရင် keyboard ကနေ shift ကိုဖိမယ် delete ကိုနှိပ်ပါမယ် shift delete ကိုနှိပ်ပါမယ်ဒါဆိုရင်တော့ပြတ်သွားပါပြီဒါကပထမနည်းလေးပါဒုတိယနည်းကကြတော့ window key နဲ့ r နဲ့နှိပ်မယ် ram box လေးကြာလာပြီဆိုရင် percent 10%ဆိုပြီးရိုက်ပါမယ် t e m p 10% ပါစံထမ်းပါစံလို့ရိုက်လိုက်ပါမယ်ရိုက်ပြီးတော့ရင် okay ကိုနှိပ်လဲရရတယ်ဒါမှမဟုတ် keyboard ကနေ enter ခောက်လိုက်လဲရပါတယ်အဲ့ဒီခါမှာဆိုရင်သင်စာတို့ဝင်ထားရဲ့ဒီမှာ software နဲ့ပတ်သက်ပြီးဒီလိုလေးတွေပေါ်နေရပါတော့အဲ့ဒါလေးအားလုံးကို select all ဆိုပြီးတော့ပေးပါမယ် control a ကိုနှိပ်လိုက်ပါပြီဟုတ်ပြီအားလုံး select ပေးပြီးသွားပြီဆိုတော့အခုနောက်ကအတိုင်းပဲ shift ကိုဖိမယ် delete ကိုနှိပ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ yes ကိုနှိပ်လိုက်ပါမယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်တော့ ကွန်ပျူတာမှာအလွယ်ကူဆုံးဆက်ရှင်ကြီးနှစ်ကြီးကိုရလိမ့်မယ်လို့ထင်ပါတယ်။ဆောင်ဝဲလေးရဲ့အသုံးပြုပြီးတိုင်းကွန်ပျူတာအသုံးပြုပြီးလို့ပိတ်ခန့်ဤတိုင်းမှာဒီနည်းလေးနှစ်နည်းနဲ့ဒါအလွယ်ကူဆုံးရှင်းပေးမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စက်ကလေးလံသားမျိုးတွေတိတ်ပြီးတော့မဖြစ်ဘူးပေါ့နော်အားလုံးလေးရလိမ့်မယ်လို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာအတူတူလေ့လာကြမယ်နော်